ဒေဝရတ်ကဘာရသွားလဲဆိုတော့အဘိညာဉ်6ပါးလောကီဇံအဘိညာဉ်တွေရရဟန္တာမဖြစ်ဘူးဘာရလဲလောကီဇံအဘိညာဉ်တွေတကိုးတွေပေါ့ကွာမြေရှိုးနိုင်တယ်မိုးပြန်နိုင်တယ်မြေပြင်ကိုရေပြင်လှုပ်ပြီးငုတ်ရှိုးနိုင်တယ်ရေပြင်ကိုမြေပြင်လှုပ်ပြီးလမ်းလျှောက်နိုင်တယ်အဲဒီလိုထူးခြားတဲ့တကိုးတွေရသွားတော့သူ့ကိုယ်သူဘဝင်မြင့်ပြီးတော့ သူလဲဖျားလောက်တော့စွမ်းပါတယ်ဆိုတဲ့အယူရှိသွားတယ်ဟုတ်ကလားဟဲ့အဲ့တော့ငโกကမှဘဝများစွာတန်တရာကလေးကပြိုင်ဘက်ဖြစ်လာတဲ့ပုံကိုဆိုတော့ဖျားလောက်သူစွမ်းတယ်လို့သူ့ကိုယ်သူအထင်ရောက်သွားပြီးတော့အဇာတတမင်းနဲ့ပေါင်းတယ်ပေါင်းပြီးတော့မင်းကမင်းအဖေဘိမိသန္တာကိုသတ်မင်းလည်းဘယင်လို့ငါလည်းဖျားကိုသတ်ပြီးဖျားလုံးမယ်ဆိုပြီးတော့ ဒေဝရအဲ့ဒီလမ်းကိုယူလိုက်လမ်းမှန်လားလမ်းမှားလားမှန်ပါပါဘုရားဆိုတာအဲ့ဒီလိုတတ်ပြီးဘုရားယာဒူးကိုယူလို့ရလားမှန်ပါပါဘုရားဆိုတာယာဒူးတစ်ခုလားမှန်ပါပါဂုံဘုတ်တစ်ခုလားမှန်ပါပါအရေးကြီးတယ်နော်မြတ်စွာဘုရားလို့ဖြစ်လာတာဘုရားဖြစ်ဖို့တို့ဂေါရမမြတ်စွာဘုရားဘလောက်ကျင့်ရလဲလေးတင်ချိန်နဲ့ကဘာသတိဒါဘုရားတိုင်းအတူတူတော့မဟုတ်ဘူး ပညာဓိကပညာကိုဥသာပေးပြီးတော့အဓိကထားပြီးကြင့်ကြံလာတဲ့ဖရာမိုးလို့၄သိင်ခြေနဲ့ကဘာသသိင်တတ္ထာအဓိကယုံကြည်မှုယုံကြည်ချက်ကိုအဓိကထားပြီးတော့ဖရာဖြစ်ဖို့ကြင့်တဲ့လူဆိုရင်၈သိင်ခြေနဲ့ကဘာသသိင်နှစ်ဆတိုးကြပါဦးတချို့ကြတော့ဝိရိယအဓိကလုံရင်ရရမယ်လုံရင်ဖြစ်တာပဲဆိုပြီးတော့လုံဖို့အဓိကပဲဆိုပြီးဝိရိယကိုရှေ့ကထားပြီးရှေ့တန်းတင်ပြီးတော့ ကျင့်တဲ့ပုဂ္ဂိုလ်ကြတော့16သင်္ချေနဲ့ကဘာသိဟုတ်ပြီလားဟဲ့အဲ့လိုလိုအပ်တဲ့ဒါနသီလနှိက္ခမသစ္စာအဋိဌံဆိုတဲ့ပါရမီ7ပါးအပြား30ကိုနီးမှန်လမ်းမှန်ကျင့်မှဘာဖြစ်မှာဖျားဖြစ်မှာသူကရှင်ဘရင်မျိုးကလာတာဆိုတော့ဘရင်ဆိုတာတော့ဘရင်သတ်နိုင်ရင်ဘာဖြစ်တာဘရင်ဖြစ်တာအဲ့တော့ तू ကအယူလွဲပြီးတော့ဖះကိုတတ်နိုင်ရင် तू ဘရင် तू ဖះဖြစ်မှာပဲလို့ဆိုပြီးတော့ လမ်းမကြီးကိုလျှောက်ဘာကိုလျှောက်တယ်လမ်းမကြီးကိုလျှောက်ပြီးတော့မုတ်ဆိုးတွေကိုငားပြီးတော့လဲတတ်ဖို့ကြိုးစားနောက်ဆင်ကြီးကိုအရက်တိုက်ပြီးတော့ဆင်မြောင်ကြီးနဲ့နင်းတတ်ဖို့လဲသူကြိုးစားဟုတ်ကဲ့လားသူကိုယ်တိုင်တခါတည်းဘု து ကိုမှခိုင်းလို့မရတော့ငါကိုယ်တိုင်လုံးမယ်กว่าဆိုပြီးတော့ဂိတ်စကုတ်တောင်ပေါ်မှာကြောက်တုံးကြီးကို မြတ်စွာဘုရားရှိတဲ့နေရာလိမ့်ချပြီးတော့ကြောင်မောင်းဆင်ပြီးတော့လဲတတ်တယ်တတ်လို့ရသလားမြတ်စွာဘုရားတို့မြည်ဒီမှာသူတော်ဘာလက်ချက်နဲ့ပြိဋိဘံဆံရယုထုံးစံယူပါရမီ7ပါးအပြား30အလကားကျင့်ခဲ့တာမှမဟုတ်ပဲနဲ့အဲ့ဒီနိမန်လမ်းမှန်ကျင့်ထားတဲ့ပုဂ္ဂိုလ်ကြီးကိုဒီနိမာလမ်းမကြီးနဲ့လှုပ်ကြံလို့ရမလားမရပါဘူးနိမျိုးစုံသူလှုပ်ကြံတယ်မရဘူးဒါပေမဲ့သူဘုရားဖြစ်ခြင်းနဲ့စိတ်ကတော့ယော့သလား မလျော့တဲ့ခါနောက်ဆုံးကြတော့အကြံဖန်လှုပ်ပြီးတော့တန်ခါသင်ခွဲဖို့အတွက်မြတ်စွာဘုရားစီကိုတောင်းဆိုချက်၅ခုတင်သွင်းဒီနေ့သူတော်ကောင်းတို့ကိုပေးခြင်းနဲ့အတိတရားကပါလဲဆိုတော့ဘဝတစ်ခုကိုဖြတ်သန်းနေတဲ့အခါမှာဘဝအတွက်ရိတ်ခါရှာရင်း နီမာလမ်းမတွေကိုသုံးမိတတ်ကြတဲ့ပုံကိုယ်တွေမရှိဘူးလားမရှိပါဘူးခုရိခါရှာရင်ဆိုတော့ဒီတသက်တာအတွက်ခမားတို့လိုအပ်တဲ့စီးပွားဥစ္စာတွေရောမလိုအပ်ဘူးလားမရှိပါဘူးတခါထင်ပေါ်ကြော်ကြားမှုရောမလိုလောက်ဘူးလားမရှိပါဘူးဂုံတရတ်တွေရောမရှိပါဘူးအေးလူဘဝအတွက်လူနဲ့ထိုက်တန်တဲ့ဂုံအင်္ဂါတွေရှိဖို့လိုအပ်တဲ့အတွက်လာဘသက်ကာယတိလောကအသီးသီးမရှာကြဘူးလား ရှာတော့လက်လာပါတွေရှာတဲ့နေရာမှာသူများအသက်မတက်ဖဲစီးပွားရှာရင်နည်းနည်းပဲရသူများအသက်တက်ပြီးစီးပွားရှာမယ်ဆိုရင်များများရဘယ်လမ်းရွေးမလဲဟင်သူများပစ္စည်းခိုးပြီးစီးပွားရှာရင်မြန်မြန်ချမ်းသာမယ်မခိုးဘဲနဲ့စီးပွားရှာရင် နည်းနည်းဖြည်းဖြည်းပဲရဘယ်နည်း၍မလဲနိမန်လမ်းမန်ဆိုတာဒါပြောတာဟုတ်ပြီနော်မှုသားပြောပြီးစီးပွားရှာရင်မြန်မြန်ကြီးပွားတယ်မှုသားမပြောပဲဖြောင်းမတ်စွာနေရင်ဖြည်းဖြည်းမှန်မှန်ပဲရဘယ်လမ်း၍မလဲအခုဒီတရားပွဲထဲမှာဆိုတော့ တရားနဲ့ညီအောင်ပဲဖြေကြမှာပေါ့ကွာဒါပေမဲ့တကယ်လှုပ်တဲ့အခါကျတော့ငွေနေနေရမယ်အလုံးနဲ့များများရမယ်လို့ဘယ်ဟာဥစားပေးရွေးမလဲများများရတဲ့အလုံးဥစားပေးရွေးတော့မဟုတ်ကလားမထင်ပေါ်မကြော်ကြားပဲနဲ့ရိုးရိုးချင်းမြင့်မြင့်ကြံရမယ်အလုံးနဲ့ထင်ပေါ်ကြော်ကြားမယ်လို့ဘယ်လမ်းရွေးမလဲ ထင်ပေါ်တဲ့လို့ရွေးမှာမိသားစုထဲမှာဆိုလဲကိုကအရာရောက်တဲ့လူဖြစ်ချင်တယ်အရာထဲရွာထဲမှာဆိုလဲကိုကထင်ပေါ်သူဖြစ်ချင်တယ်ဟုတ်ကဲ့လားဟုတ်ပြီဘွဲထူးဂုံထူးတစိ့ဂုံပြုတ်လက်မှတ်ဂုံပြုတ်မခံရတဲ့ချင်းမွန်းမခံရတဲ့အသိမှတ်ပြုတ်မခံရတဲ့အလုံးနဲ့အသိမှတ်ပြုတ်ချင်းပူးချင်းမွန်းဂုံပြုတ်ခံရတဲ့အလုံးဘယ်လိုရွေးမလဲအသိမှတ်ပြုတ်ခံရတဲ့အလုံးဖက်ရွေးတော့မယ်အဲ့တော့လာဘသက်ကာယသီလောက လလဘတွေများများရမယ်ထင်ပေါ်ကြော်ကြားမယ်ဂုံပြုတ်ခံရမယ်သို့သောအဲ့ဒီအလုပ်ဒီအာကုသို့နဲ့ရှင်းနေတယ်ဆိုရင်ရွေးတယ်မရွေးတယ်အာကုသို့နဲ့ရှင်းပြီးမှကြီးပွားတဲ့အလုပ်ဒီလမ်းမှန်လားလမ်းမှားလားအာလုံးတတိထားဖို့လိုအပ်မလိုအပ်ကြည်ဒီဝရအစွမ်းအစရှိတယ် ဒေဝရတ်တင်ငန်းဝတ်ပြီးတပတ်အတွင်းပိန်ညင်ရတာပေါ့ပေါ့မဟုတ်ဘူးသုံးလအားထုတ်နေရတာမဟုတ်ဘူးခொနည်းရတပတ်အားထုတ်လိုက်တာနဲ့အပိန်ညင်6ပါအကုန်ရသွားတယ်ဒိဗ္ဗစက္ခုဒိဗ္ဗသောတပဝေနိဝါသစေတောပရိယအပိန်ညင်နေအကုန်လုံးရတယ်အိဒီဝိဒအပိန်ညင်အဲ့တော့အဘိညာဉ်တွေရလိုက်တာနဲ့တလွဲစပင်ကောင်းသူ့ကိုယ်သူအထင်ကြီးပြီးတော့ငါလဲဖျားလောက်တော့ဆွမ်းပါတယ ဖျားဖြစ်အောင်လုပ်မယ်ဆိုတော့ဖျားဖြစ်အောင်လုပ်တဲ့ဤသည်ဖျားတတ်တဲ့ဤလားပါရမီဖြစ်ရတဲ့ဤလားပါရမီဖြစ်ကြတယ်ဖျားတတ်လိုက်သူကဖျားဖျားထင်ပေါ်တဲ့ဖျားတတ်ပလိုက်သူဖျားပြစ်မှာပဲလို့ဒီလိုယူပလိုက်မြန်တဲ့ဤသုံးပလိုက်အဲ့တော့ဖျားကိုတတ်ဖို့သူဤမျိုးစုံနဲ့မကြံဘူးလားကြံတယ်မရမအောင်မအောင်တော့နောက်ဆုံးတန်ကအလေမှာတန်ဃာတွေစုဝေးမိတဲ့အချိန်မှာပဲမြတ်စွာဘုရားကို तू က ၅ခုသောအင်္ဂါယယဟန်တွေအတွက်တောင်းတယ်ကျင့်စဉ်၅ခု၁ယဟန်များသည် တောထဲမှာပဲနေရမယ်မြို့ထဲရွာထဲမှာမနေရဘူးအရိညာကင်တူတင်ဆိုတာ လူတွေနဲ့ဝေးရာ တောထဲမှာပဲညအိတ်ချင်းအလုပ်ကို လုပ်ရမယ်နော်မြို့ထဲရွာထဲမှာညအိတ်ချင်းအလုပ်မလုပ်ရဘူးနောက်တစ်ခါ၂ယဟန်သည်ဆုံးမခံစားရမယ် ပင်စံပင်စွမ်းကတ်ပြီးတော့လာပြီးတော့ကတ်တဲ့စွမ်းပင်ပြီးတော့လှူတဲ့စွမ်းမစားဘူး။နောက်ပန်းတကူသင်္ကန်းပဲယုံရမှာဗါတဲ့။အခုလို့အသင်ချုပ်ဆက်ပြီးတော့မှဆေးဆိုးပြီးလှူတဲ့သင်္ကန်းမျိုးကိုမဝတ်ရဘူး။ကိုကကိုတုတ်တန်ရသသင်္ကန်းဝါကပြစ်ထားတဲ့အဝတ်ကိုကောက်ျော်ဖို့ချုပ်ဆက် ဆေးဆိုးပြီးမှဝတ်တဲ့ပန်းတကူသင်္ကန်းကိုသာဝတ်ယုံရမယ်ဟောဒေဝရတောင်းတဲ့အချက်တွေတန်မှန်ကြည့်ရင် မကောင်းဘူးလားကောင်းတယ်နောက်ကြောင်းနေအခုလူတွေအများဆောက်လို့လူရမ်းတဲ့လူနေအိမ်နေလို့တိုက်တွေခြံတွေကားတွေနဲ့ရေခဲသစ်တာနဲ့ TV နဲ့အောက်ဆက်နဲ့လူတွေလို့ကြောင်းနဲ့မနေရဘူးတစ်ပင်ရိတ်ဝါပင်ရိတ်မှာပဲနေရမယ်ဟော ယဟန်နေရဲ့အကျင့်သိက္ခာတွေကိုပုံပြီးတော့စင်ကြယ်လာအောင်ပုံပြီးတော့မြင့်မြတ်လာအောင် လူတွေအနေနဲ့ပုံပြီးတော့လေးစားတတ်တဲ့ပုံကိုယ်တွေဖြစ်အောင်ဘယ်နှချက်ရှိသွားပြီလေးချက်ရှိသွားပြီတိဘာလဲမြို့ထဲမှာမနေရဘူးမြို့ထဲရွာထဲမှာမနေရဘူးတောထဲမှာမနေရဘူးနေ့ ဆွန်းခံစားရမယ်ပင်စွမ်းကတ်စွမ်းစားသုံးပန်းတကူသင်္ကန်းပဲယုံရမယ်သူများလူတဲ့အသင်ချုပ်ပြီးသားသင်္ကန်းအထယ်ကိုမယုံအစကိုလက်ခံလို့မရဘူးနံပါတ်၄အဲသိရိပ်ဝါရိပ်မှာပဲနေရမယ်။ကြောင်းနေကံနေမှာမနေရဘူး။နံပါတ်5တတ်တတ်လွတ်ဖဲစားရမယ်။ဗါတဲ့။ယဟန်ဆိုတာက မိမိအတွက်နဲ့တပါးသောပုံကိုယ်တွေပင်ပန်းဆင်းရဲအောင်မလုပ်ရဘူးလို့ခုနကဩဝါဒပါတိမောက်မှာမပါမပါဘူးလားအနုပဝါတော်အနုပဂါတော်အနုပဝါတော်သူတစ်ပါးကိုစွတ်စဲခြင်းပြစ်တင်ခြင်းကဲ့ရဲ့ခြင်းမပြုရအနုပဂါတော်သူတစ်ပါးကိုမိမိကြောင့်ကိုယ်စိတ်ဆင်းကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းဖြစ်အောင်မလုပ်ရမမီးရဲ့ကိုယ်နှုတ်စိတ်ကိုစောင့်စည်းရမယ်ဆိုတဲ့မြတ်စွာဘုရားရဲ့ဩဝါဒမရှိဘူးလားအဲ့တော့ကိုယ်ကြောင့်သူများအသက်သေခြင်းကလွတ်အောင် တတ်တတ်လို့ပဲစားရမယ်တဲ့အချက်ပဲနှစ်ချက်တမန်အားဖြင့်ကြည့်ရင်ယဟန်တို့ရဲ့ကျင့်စဉ်စင်ကြယ်ဖို့အမှန်တမကောင်းဘူးလားကောင်းတာပေါ့ဒီမှာဒုတင်အရိညာကင်ဒုတင်ဆိုတာမြတ်စွာဘုရားရှင်ကိုတော်တိုင်ခွင့်ပြုထားတာအထူးကျင့်တာအမြဲကျင့်ရမယ်လို့မပြောဘူးအထူးကျင့်ခြင်းရင်တော်ထဲမှာပဲနေမယ်မြို့ရွာထဲမှာဝါဝါမဆိုးဘူးဝါမကပ်ဘူးညမအိပ်ဘူးရှင်းသလားရှင်းပါပါဆုံးခံစားမယ်ဆိုတဲ့အကျင့်မျိုး ကျင့်ရတဲ့ပါထပိုက်ဒုတင်ဧကသနိဒုတင်ဒုတင်နေမရှိဘူးလားကျင့်စဉ်နေရှိနေတာပဲအထူးကျင့်စဉ်နေမြတ်စွာဘုရားပြောထားတာရှိနေတာပဲနောက်ပန်းတကူဒုတင်ဒါလည်းရှိတာပဲပန်းတကူရတဲ့တင်ငန်းကိုသာဝတ်မယ်ဒီလိုလာကပ်ပြီးအသင်းချုပ်ချုပ်ဆက်ပြီးလူတဲ့လူမျိုးကိုမဟုတ်ဘူးဒါလည်းရှိတာနောက်ရုတ်ခမှုဒုတင်ကျောင်းနေကျောင်းရိတ်ကံရိတ်မှမနေဘူးတင့်ရိတ်ဝါရိတ်မှပဲနေမယ်ဆိုတော့ဒုတင်နေရောမရှိဘူးလား ဒီတဲ့ထူကြတာမရှိသေးသစ်ပင်ဘာညာတော့မမီတော့အဘောကသိကဒုတင်ဆိုတာကွင်းပြင်လွင်တီးခေါင်ကြီးထဲမှာနေမယ်ဆိုတဲ့ဒုဒုတင်မျိုးလည်းရှိတယ်ဒုတင်73ပါးထဲမှာရှိနေတာပဲဗျအဲ့တော့ဒါအထူးကျင့်ရတဲ့လုပ်ငန်းတွေမဟုတ်ဘူးလားအဲ့တော့ဒါတွေကိုတောင်းတာမကောင်းဘူးလားကောင်းသလားကောင်းတာပေါ့အဲ့တော့ဒီ၅ပါးသောကျင့်စဉ်တွေကိုယဟန်များတို့သတ်မှတ်ပေးပါအရှင်ဗျမြတ်စွာဘုရားကိုတောင်းဆို